စပိန်ကြီးကြီးစင်မှာနောက်ကြဆုံးထွက်ဖြစ်တဲ့ကြီးစင်လို့ပြောလို့ရတယ်။ဒါမနဲ့ M ကိုရောက်ပါပြီ။ချိန်ဟာ6နာရီ36ပါ။ခါမနောက်မကြောက်ပဲလောက်ကြီး။နေတော့နောက်ကြလဲတိုးမယ်ကွာ။ Hello ။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲပြည်ရတာကြပါပြီ။ကျွန်တော်လည်းအားလုံးပြည်ရပါတယ်။ကျွန်တော်တို့ဒီနေ့ မှန်တုံးလမ်းမပေါ်မှာရောက်နေဖြစ်ပါတယ်။ချိန်ကတော့9နာရီထိုးသွားပြီတော့เนาะ။ကျွန်တော်ဒီနေ့ကမသွားဘူးသေးတဲ့ခီးစဉ်လေးတစ်ခုသွားမှာပေါ့เนาะ။ကျွန်တော်သွားမယ့်မြို့လေးကဘယ်နေရာလေးဖြစ်မလဲ။အဲဘလားတော့ตายရလဲမသိအောင်အားလုံးကျွန်တော်ကြည့်ကြည့်။လိုက်ခဲ့ကြပါဦး။ ဒီမှာလှော်ကားအကျော်ဟောပြီးဝင်မဲရှိအောင်မယ်ကျတော့မော်ဘီယာအဲမရောက်တာကြာပြီဆိုပေမဲ့ကျွန်တော်အမြဲတမ်းသွားလာနေကြနေရဆိုတော့ကျွန်တော်နဲ့အရင်စိတ်မသွားအောင်ရှင်းနေနေတဲ့မြို့လေးပေါ့နော်ဘာသာပြင်းနေလဲ။ကဲ၊ကိုရှိနေတဲ့သူတွေဘူး တာ။ဟုတ်ပါရဲ့။ဆက်ပါရဲ့။ဆရာကြီးကတော့ရှိတယ်။တို့မနက်စာအစားပြီးတော့ပြန်ထွက်လာပါပြီ။ချိန်ရ၈နာရီခွဲသွားပြီပေါ့နော်။ကျောင်းနိုင်နိုင်ဖြူးဖြူးတွေမှာပဲစားတယ်။ဆက်ပြီးတော့ကျွန်တော်တို့သွားနေတယ်။အဲကျွန်တော်တို့ဒါနောက်ပိုင်းတက္ကသိုလ်ကြော်လာပါပြီခင်ဗျာ။ဒီမှာတိုးဂိတ်တခုရှိရပါတော့ ကျွန်တော်တို့သွားမှာကဒီအဖြောက်မျိုးပေါ့နော်အဖြောက်ကိုသွားမယ်ဆိုရင်ကျွန်တော်နှစ်နေရာရှိရပေါ့နှစ်လမ်းသွားလို့ရတယ်ပေါ့နော်အဲရှေ့မှာအမျိုးချောင်းလမ်းဆိုတဲ့ဟာတစ်ခုရှိရအဲမျိုးချောင်းလမ်းကနေသွားလို့ရတယ်နောက်တစ်ခုကဒီတိုက်ကြီးဈေးအကျော်ပေါ့နော်အဲအဲ့ဘက်မှာကျွန်တော်တို့အဖြောက်ရင်းနေပြီးတို့ဆိုတဲ့အဲလမ်းတစ်ခုရှိအဲအဲ့ရသွားလို့ရတယ်အဲအဲ့လမ်းကတော့နည်းနည်းလေးပို့ပြီးတော့အဲနှစ်မိုင်လောက်ပို့တယ်ပေါ့နော်ကျွန်တော်တို့အခုအသွားကို လိုချောင်းလန်းဆိုတဲ့နေရာကနေသွားကြည့်မယ်ရှူကင်းတွေပေါ့နော်အဲ့ဒီလမ်းကရှူကင်းတွေဘယ်လိုရှိလဲတော့ကြည့်မယ်အပြန်ဟိုကြာမှကျွန်တော်တို့အဲ့ဒီဖြောက်ကြီးနေမြေတိုးဆိုတဲ့အဲတိုက်ကြီးဈေးကျော်လမ်းနေထွက်ပြီးတော့အဲရန်ကုန်ပြန်ပါဦးပေါ့နော်ဟိုတန်းလန်းသွားကြည့်မှာဖြစ်ပါတယ်ဟောအဲ့ဒီလမ်းရဲ့အလားပါတွေကတော့ကျွန်တော်လည်းခါမတော့မမြင်ဘူးသေးဘူးနော်ဘယ်လိုရှိလဲတရားဘူးအခက်ကြပါဦးဒီမှာရှေ့မှာဘယ်ဘက်ကိုရမလဲမြို့ချောင်းလန်းဆိုတာရှိပါတယ် ကျွန်တော်တို့ဒီလမ်းကနေတွားကြည့်မှာပေါ့နော်ဒီမျိုးချောင်းလမ်းရဲ့ရှုခင်းနေရတယ်တော်တော်လေးလှတယ်လို့ပြောတယ် แล้วนะ่ะ ဘာပြောရလဲဟောစီလာမိုးရွာထားတော့စီကုံသွားပြီမနေ့နေ့စီလိုက်နေဟာအာကကျူတော်လမ်းဆုံးလို့ပြောရတယ်ဗျာထန်းတပင်ကိုတော့16မိုင်နဲ့ရွာသားဆိုရင်15မိုင် ကျွန်တော်အခုမြို့ချောင်းမှနေတော့6မိုင်နေတာပြောတယ်ဘောလေမြစ်တတာတဲ့ရေဘောတောင်တတာလို့လည်းခေါ်တယ်ဗောနော် ီကာကတော်လက်တီဆံမြကြည့်ပါလို့ခေါ်တယ်မဒီနာမှာဒီငပိငေ6တီရောင်းတယ်ဒီငါဖန်းအနာနဲ့ပတ်သက်တဲ့ကုံမာပစ္စည်းကြီးအများကြီးတွေ့တယ်တော်လေးစီးတယ်ဒီကလေးကခဏဆိုင်ကြီးလေရှည်ဆိုင်မဟုတ်ဘူးဒီလိုရှိတယ် sang nghề kia nó sang này này ai anh cái lò nghe sẽ như gì thì lý gì ai cha luôn nhau luôn mà cá gió này mày bao này thì gió này mày bao này gió ta ta đâu nhau đâu mà nào ta တားဆုံးတားဆုံးအဖျောက်အဖျောက်ကိုသွားတဲ့တားဆုံးအဖျောက်သွားတဲ့တားဆုံးအရှင်နာကိုရတော့ပါအဖျောက်ကိုသွားမယ်ဆိုရင်တားဆုံးရောက်ရင်ဘယ်ကွေ့ဘယ်လောက်လိုသေးတယ်အဲ့ဖျောက်ဟာအားတောင်နည်းနည်းတခေါင်းတော့ပြောပေးပါလားနီးတယ်လို့ပါတော့ကဲဒီလမ်းဆုံးရောက်ရင်ဒီညာကွေ့မယ်ဆိုရင်ကျွန်တော်တို့တိုက်ကြီးဘက်ကိုသွားတဲ့နေရာเนาะကျွန်တော်တို့ကအခုဘယ်ကွေ့လိုက်မယ် ကျွန်တော်တို့လာတာဒါပေါ့ဒါမြူချောင်းလန်းလိုင်းဒီလမ်းဆုံးရောက်မြူချောင်းလန်းလမ်းဆုံးရောက်ရင်ဘဲကိုကွေ့ချမယ်အဲဒီအားနေတဲ့တဲ့ဆက်သွားလို့ရှိရင်အဖြောက်ကိုရောက်မှာဖြစ်ပါတယ် ဆန်းနနာဤတိတိမှာအဖြောင်းမျိုးဆိုတာယူရောက်ရှိပါပြီခင်ဗျာအဖြောင်းမျိုးရဲ့မူလအမည်ကတော့ကျွန်တော်တို့ငပီးစိတ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲမွန်ဘာသာစကား off rock ဖြစ်ပြီးတော့အဖလောက်ဟုခေါ်တွင်ခဲ့တယ်ပေါ့နော်အဲကာလာရွေးရှာလာတဲ့အခါမှာတော့အခုအဖြောက်ဆိုပြီးတော့အဲပြောင်းလဲခေါ်လာကြတာပေါ့နော် တိုင်ကြီးမျိုးနဲ့အုတ်ကံမျိုးတို့ကရန်ကုန်ပြည်မော်တော်ကားလမ်းမပေါ်မှာတည်ရှိတာဖြစ်ပြီးတော့အဖြောင်းမျိုးကကြတော့ဒီတိုင်ကြီးမျိုးကနေအနောက်မြောက်ဘက်24မိုင်အကွာမှာတည်ရှိတာဖြစ်ပါတယ်။အဖြောင်းမျိုးကရေလန်းအတိုင်းကျွန်တော်တို့ဒီဒနုယူမျိုးကနေအထက်ကို14မိုင်နဲ့ဇလုံမျိုးကနေအောက်ကို14မိုင်အကွာအေရရီမြစ်ကံပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ရောက်ဝင်မယ်။မှန်ရောက်ဝင်မယ်ရောက်ဝင်မယ်။ မှပြီးတကက်သုံးပုံ၆ဆတော့များရဝင်မယ်အာမိန်ပေါက်ကဝင်လာရင်ကားနဲ့လာရဝင်ရပါတော့ပြီးတော့ရင်ဗာနှက်လမ်းမှာနှက်လမ်းအတွင်းကားဆိုင်ကယ်စီနေမှာပြူးရဲ့ဒီအဖြောင်းမျိုးရဲ့ထင်ရှားတဲ့ဘာသာရေးဆိုင်ရာအဆောက်အအုံတစ်ခု ဖြစ်တဲ့ဒီလောကမန်အောင်ဖះကြီးနဲ့တန်တဆောင်းလာကြတော့ဒီအမှတ်၃ရပ်ကွက်မှာတည်ရှိပြီးတော့တက်တန်းအားဖြင့်နှစ်ပေါင်း၁၀၀ကျော်ခဲ့ပါပြီအဖြောင်းမျိုးရဲ့ပိတကက်၃ပုံကြောက်စာတိုက်တွေကိုမြန်မာတက်ကရစ်1286ခုနှစ်မှာစတင်ပြီးတော့တည်ဆောက်ခဲ့တဲ့ကြောက်စာချက်တွေကိုစိုက်ထူခဲ့ပါတယ်နက်လန်ပါပါရှိပဲဗျအင်းညာပဲဒီဘက်ဘေးနဲ့တစ်ဖက်ကဒီတိုက်တော့နော် ပြီးရင်ဟိုနားမှာအုတ်ကူတစ်ခုတွေ့။ဘာအုတ်ကူလဲ။အဲ့ကအုတ်ကူကဘယ်လိုမြုပ်ထားလဲမသိဘူး။ဟိုပါကြည့်မယ်။ပြီးရင်ကျွန်တော်ကြောက်စာတွေပြပြမယ်နော်။ပြီးရင်ဒီဘက်မှာလာချတော့ဒါဆူတောင်းပြည့်။ဆူတောင်းပြည့်လျောင်းတော်မူဖရာကြီး။အဲ့ဒီဘက်ကိုအရင်ခဏပါကြည့်မယ်။ဟိုဒီဘက်မှာဖရာကြီး။အေးနေရပါဗျာ။ ကီလို100နင်းပြီတဲ့တကာလရောက်ရှိလာပါပြီကီလို100တော့နင်းရတော့ဒါဒီကလူနည်းနည်းအရောက်ပေါက်နေတော့တယ်တကာတော့ပြေးသွားတယ် 找啥来给他的鸟呢？他还是白头的。怪你他妈！ ခုနကျွန်တော်ပြောတဲ့အုပ်ကူပေါ့နော်သူတို့နှစ်ယောက်အုပ်ကူပါသူကဖရာတကာကြီးပေါ့နော်ဒါနှစ်တရာနှစ်တရာတက်တန်းရှိပါပြီမန်စီရွှေချကြီးပေါ့နော် ါကကြောက်စံတိုက်အမှတ်နှစ်မှာကြောက်ချက်ရဝင်းကြီး94ချက်နဲ့ထည့်ထားတဲ့ခံပါနော်ကျွန်တော်တို့ကတော့တောက်ခတ်ထားတာဖြစ်လို့ကြောင့်ဝင်လို့မရဘူးเนาะ ုပုံမှာလည်းကြောက်စားရှိတယ်ဗောနော်သူကဟာအဆောင်မရှိအဆောင်မရှိတော့ဖွင့်ခိုင်းလို့တော့ဘာလို့ညာတော့မရဒါကကြောက်စားတိုက်အမှန်တစ်ပါဝင်းကြီး58ချက်ရှိပါတယ်ညာ ကျောက်စာတိုင်အမှတ်1မှာကျောက်ချက်ယူဝင်နေ58ချက်ရှိတယ်။အဲဟိုဘက်ကအဲကျောက်စာအမှတ်2မှာတော့54ချက်ရှိရပါတော့။အဲသူကပြီးတော့လို့ရှိရင်သူကကျောက်စာအမှတ်3ဆိုတာရှိသေးတယ်။3ဆိုတာကဟိုဘက်ချမ်းပါ။အဲသူကလည်းဒီကျောက်ချက်ယူ200အဲ200နဲ့5ချက်ပေါ့နော်။200 5ချက်ရှိချက်ယူပါမယ်နော်။ကျောက်စာတွေရှိပါတယ်။ ဒါကပါရစီတီတော့တဲ့ဟဲ့တရားတတန်ရှိပြီဆိုတော့တော်တော်ကြာတယ်အစဘုရားရှင်ဟောကြားခဲ့တော့တရားဒေသနာတော်များကိုကြောက်ဆံများထွင်ထူ၍တဲ့ဝင်းဤ132ချက်တုတ်တန်၄၃ချက်နဲ့အဘိဓမ္မာ 205ကျစုစုပေါင်းကြောက်စာအချက်ရေ820ဖြင့်တည်ထားကိုးကွယ်ခဲ့ပါသည်တဲ့အဲ့တော့ကျွန်တော်တို့ဒီတဲ့မှာဆိုလို့ရှိရင်ကြောက်စာပေါင်းအချက်ရေ820ရှိရလို့ကြောက်စာခိုင်အမှတ်3ဘက်ကိုသွားမယ်ဒီဘက်မှာကျတော့အဘိဓမ္မာကြောက်ချက်205ချက်ရှိတယ်ပါနော် အာပိတကတ်တိုက်ပါပဲဒါလည်းဒါလည်းပိတကတ်တိုက်ပဲဘောနော်ဟောကြောက်စာတိုက်ဒါတွေကြောက်စာတိုက်တွေပါကြောက်စာတိုက်တွေဒီမှာလည်းကြောက်စာတိုက်ပါပဲငါးတွေတော့ပိတ်ထားရတာဖြောင်းမြို့တန်တဆောင်းကြီးနဲ့ပိတကတ်တုံးပုံကြောက်စာတိုက်ကရွှေတကုံစီရာဟုတော့

ရှင်ရဲ့မိုးလေဆောင်ဆောင်တယ်ပြီးရင်ကန်းနာတောင်းလာတယ်ကန်းနာမှာဆောင်တယ်ရှုခင်းလေးနဲ့ပါကြည့်လို့ဘာဖြစ်ဦးမလဲအဲ့တော့ကျွန်တော်လည်းဒီလိုဖြောင်းလို့လိုက်ခဲ့ပါအောင်ခင်ဗျာဒါစီးတယ်ကန်းနာစီးလန်းနေတူတယ်ဆိုင်နေများပဲ 那哪一個？哪一个哪？就螺丝锥歪。压断、啊、了。好了。喂喂喂喂喂。阿米喂。干嘛了？出来没弄？几点捏了？ အီယာရီမြစ်ကဒီအဖြောင်းမြို့နယ်ရေပေါ်တောင်ကျွန်းအနီးကနေဖြတ်တန်းပြီးတော့ဒီမြောင်းမာတောင်ကိုစီးဆင်းနေတာပေါ့နော်ဒီအီယာရီမြစ်ရေကြီးတဲ့အချိန်မှာအဖြောင်းမြို့ဟာရေလမ်းမိုးတဲ့အန္တရာယ်တွေကြုံတွေ့ရတယ်အဲ့တော့ဒီအန္တရာယ်ကိုကာဝယ်နိုင်မှုအတွက်ဒီမြို့ကိုမိသားတမန်နဲ့ကာရင်ထားတာပေါ့နော်ကောင်းအလဲရကောင်းကကမ်းမူဒါတော့တောက်ပြီးအဲဒီအဲဒီဟို ဒါ ARR မြည်ရဖြစ်ပါတယ်နားလိုက်တာ ARR တောင်းရလိုက်တောင်းမယ်လေတတောင်းကြီးကြီးခံဟိုးကနေဝိုက်လာဝိုက်လာပြီးတန်ဇလူပြူကဒီငါးလောက်ဇလုံးကဟိုးရှေ့ကိုဖတ်သွားပြီးတက်လာဇလုံးရအရာရင်းကြည့်ပါ ရာရီမြစ်ကြီးလာဒီကနေသွားဇလုံသွားလို့ရတယ်။ညနေဇလုံသွားမယ်ဆိုရင်ညနေတက်မှန်နေငှားသွားလို့ရတယ်။မနေ့ဆိုရင်လိုင်းကောင်လို့တော့ရှိတယ်ပြောတယ်။လိုင်းလိုင်းသွားတယ်ကောင်လို့လိုင်းဆိုပြီးရှင်တယောက်9000လောက်ပေးရတယ်။ဇလုံကိုရောက်မယ်။ဆိုတော့ကနေ့နေ့နောက်ကျသွားတယ်။အိုက်ကမမီတော့အဲ့ဒါဆင်းလုံးငှားမယ်ဆိုရင်ဒါတော့ဇီးတော်တော်ပြီးရမှာပေါ့။အဲ့တော့ကျွန်တော်ကအခုပြန်မယ်ဆိုဒီကနေအဲတိုက်ကြည့်ပြပြမပြောင်းညီဘူးဆိုဒီကနေဇလုံကိုကုဇလုံကနေမှာနေလို့ရတယ်။ အရာတွေမြင့်ကြည့်ပါဦးခင်ဗျာတာယိုးဟောဆင်းလာပြီဆင်းအားဖြင့်မှာဒီကနေကနေရီကော်မန်ရဒေါ်တင်လိုင်းမှာစားကောင်းတယ်ဆိုလို့ဒေါ်တင်လိုင်းမှာစားပါမယ်ဒေါ်တင်လိုင်းကောင်းတယ်တဲ့ဘာညာအကုန်ရတယ်စားပြီလားစားလို့ကုန်မရဲ့ကိုတတိယ လို့နေလဲကောင်းလားကောင်းပါတယ်ကောင်းပါကျွန်တော်တို့ဒီအဖျောက်ရဲ့နာမည်ကြီးပါเนาะအင်းဝကြောင်တိုက်ကိုဝင်มาဖြစ်ပါတယ်အကြည့်မယ်လေဒီအင်းဝကျောင်းနိုင်ကြီးရဲ့တက်တန်းကတော့နှစ်ပေါင်း140ကျော်ခဲ့ပြီး အဲဒီတီဟိုကနေကူးလာတဲ့ပုံပေါ်အတိုင်းပေါ့နော်ဒီမြန်မာပညာရှင်တွေကဒီအဖြောက်မြုံမှာပြန်လဲတိဆောက်ခဲ့တယ်လို့လည်းကျွန်တော်သိရတယ်ပေါ့နော်ဒီအစကတော့သူကတုံးတက်ကြောင်းဆောင်ဖြစ်ပြီးတော့ဒီအောက်ဆုံးတက်ကိုတော့မြေဖိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီအခုမြင်ရတဲ့အတိုင်းနှစ်ထပ်ကြောင်းဆောင်ကြည့်ပဲမြင်ရတော့မှာဖြစ်ပါတယ်ဒီကြောင်းကြီးကိုလူရှင်တယောက်တည်းကပဲအဲတိဆောက်ခဲ့တာမျိုးမဟုတ်ဘဲနဲ့ဒီအဖြောက်မြို့သူမြို့သားတွေရဲ့အလှူငွေပေါင်းစုပြီးတော့အဲစုပေါင်းတိဆောက်ခဲ့တာပေါ့နော် ွားသူကရှာတို့ခင်းတာလားရှာတို့ခင်းတာလားอืมเนเน่หมัดตัวเน้นหนูจีโอ้ชีฮองฮะตรนแน่เลยฮะ ရှာတော်ကြီးတွေရဲ့ပုံတပ်ပုံရှိတယ်เนาะစပိန်ညီကြီးတို့အရှာတို့ခင်းလာတယ်နည်းနည်းညှို့နေပါတော့နည်းနည်းညှို့နေရှိကနည်းနည်းကြီးပြီဆိုတော့ရင်းတို့တန်နေမှာကြားနေတာ ည်းနည်းညွန့်တယ်ကျွန်တော်တို့အခုဖြောင်းမြူကနေပြန်ထွက်ပါမယ်ကျွန်တော်တို့အချိန်လေးနဲ့အနေထားရပါတော့เนาะကျွန်တော်သွားလို့ရတဲ့ဟာလေးတွေကိုစူးစမ်းသွားပြီးတော့ရိုက်ခဲ့ပါတယ်အချိန်ကနှစ်နာရီနဲ့15မိနစ်ရှိသွားပြီပေါ့เนาะကျွန်တော်တိုက်ကြီးမြူတဲ့တောင်မှတော်တော်လေးချိန်ယူပြီးနေရအောင်မယ်လမ်းကကျွန်တော်တို့လောင်းအောင်လမ်းမဟုတ်တော့ဘူး။လမ်းတစ်တစ်သွားပြီ။

ရန်ကုန်ဆိုတော့ညာဘက်မှာအဖြောက်ရှင်နံမြေတို့ရေးထားတယ်အဲဒီတော့မယ်ဒါရန်ကုန်ဘက်ကျွန်တော်အမှန်လေးလမ်းထိပ်ရောက်မှာကျန်ကြီးမှာနည်းနည်းပေါ့ဝါဖြစ်အောင်နည်းနည်းပြိုင်းနေကြပြီချိန်ရ6နာရီကိုမင်းရှိပြီအခုမှအမှန်လေးလမ်းထိပ်ရောက်မှော်ပြီးပေါ့ဘန်ဒဝင်းတော့ထိပ်ပဲရှိတယ်အဲ့တော့ဘယ်လိုနေအောင်နည်းနည်းအားနည်းနည်းဖြည့်လိုက်ခုနှစ်နာရီ6မိနစ်ရှိပါပြီ ကျွန်တော်အမှတ်သုံးလမ်းပေါက်ကိုပြန်ရောက်ပြီနွေခွေရနေပြန်ဆင်းလာပါဘောနော်အော်ဒီဘက်မှာလမ်းမင်းမရှိဘူးမှောင်နေအဲလူတွေတော်တော်ပြတ်သွားပြီစော်ရွက်ရှိသေးတယ်အဲကျွန်တော်ရောက်ပါတော့မယ်ချိန်ကတော့၈နာရီထိုးသွားပြီဘောနော်ကျွန်တော်တို့ဒီနေ့ကမနက်ကထွက်လာတာလဲနည်းနည်းလေးနောက်ကျတယ်ပြီးတော့ဟိုမှာလဲကျွန်တော်အေးလူလူပဲနေတယ်ပြီးတော့အဲသွားမယ်လို့စိတ်ကူးထားတဲ့နေရာလေးတွေ အဲရအောင်သွားလိုက်တယ်ပေါ့နော်အဲအဲ့တော့ကျရင်ကတော့နည်းနည်းလေးမှန်းလာတာလည်းနောက်ကြကုန်တယ်ပေါ့နော်ဆုံးအောင်ကြည့်ပြရတော့လည်းအားလုံးကျေးဇူးများအိတ်တင်ပါတယ်ကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာခီးစဉ်အစ်စ်တင်တဲ့လူပြန်လာပါမယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့